ထဲရတဲ့ပောင်ပစ္စည်းတွေများပေမဲ့မန်လီမီရှိဆိုတာအိမ်မှာကိုယ်တိုင်လိုက်လုပ်စားနိုင်တဲ့အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ Flow Vine ကျော်ဝမ်း Channel နေကြိုဆိုလိုက်ပါတယ်။ဒီနေ့တော့တခါစားပြီးတော့တာနဲ့နောက်တစ်ခေါက်ထပ်စားကြည့်နေပေမဲ့မန်လီမီရှိကိုအိမ်မှာကိုယ်တိုင်လွယ်လွယ်ကူကူလုပ်တဲ့နည်းလေးကိုပြောပြမှာပဲဖြစ်ပါတယ်။ထမ်းမီရှိကြိုက်တယ်ဆိုရင်ဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ပေးကြပါဦးခင်ဗျာ။မဲလီမီရှိမှာအရေးကြီးတာတော့ဝက်ရိုးပြုတ်ရေးဖြစ်ပါတယ် ဝက်ရိုးပြုတ်ရီလှုပ်ဖို့အတွက်ဝက်ရိုးရီမိရှိတဲ့ကိုထည့်ဖို့အတွက်ဝက်သားရီကိုပထမဆုံးစားရှာလကာရီတို့နဲ့အရင်ဆေးကြောလိုက်ပါမယ်အခုလိုမျိုးစားချမ်းရှာလကာရီနဲ့ဆေးလိုက်တဲ့အတွက်ဝက်ရိုးပြုတ်ရီရတဲ့အခါမှာညှိနဲ့မနှံတဲ့အပြင်ဝက်ရိုးပြုတ်ရီကိုပါကြည်ကြည်လေးရစီပါတယ်စားရှာလကာရီတို့နဲ့ဆေးပြီးသွားပြီဆိုရင်တော့ဝက်ရိုးနဲ့ဝက်သားကိုရေကြည်သွားတဲ့အထိနှစ်ထပ်သုံးထပ်လောက်ထပ်ဆေးပြီးလိုက်ပါမယ်ကြည့်စေးပြီးသွားပြီဆိုရင်တော့ဝက်ရိုးကိုအရင်ပြုတ်ပါမယ်။ဂျင်းလက်တစ်စစ်လောက်ကိုခပ်ပါပါလှီးပြီးတော့ထည့်ပါမယ်။ ကျက်သွံမြူဦးကြီး၄၅မွာလောက်ကိုလည်းတပြားရိုက်ပြီးတော့ထည့်လိုက်ပါမယ်။ပြီးသွားရင်ဝက်ရိုးမြုပ်တဲ့အထိရေထည့်ပြီးတော့မီးဖို့ပေါ်မှာပြုတ်ထားလိုက်ပါမယ်။ကျုပ်တဲ့အခါမှာအရသာအတွက်စားနှစ်စွန်းလောက်ထည့်ပြုတ်ပါမယ်။ဝက်သားကတော့အမြောင်းလိုက်ဖြစ်နေတဲ့အတွက်အနူးမြင်အောင်လို့၄ဘိုင်းလောက်ပိုင်းပြီးတော့ပြုတ်ပါမယ်။ဝက်သားကိုလည်းဝက်ရိုးပြုတ်တယ်လို့ပဲဂျင်းကျက်သွံမြူစားထည့်ပြီးတော့ပြုတ်ထားပါမယ်။ အခုကဝက်သုံးတဲ့သားကိုသုံးထားဖြစ်တဲ့အတွက်ပြုတ်လိုက်ရင်အစီထွက်လာမှာဆိုလို့တက်တက်ခွဲပြုတ်တာပါတကယ်ဝက်အသားကြီးပဲသုံးမယ်ဆိုရင်တော့ဝက်ရိုးနဲ့ရောပြုတ်လို့ရပါတယ်ဝက်သားပြုတ်ထားတာ15မိနစ်လောက်ရှိပြီဆိုရင်တော့တစ်ဖက်ကိုလှန်ပေးပါမယ်ပြီးသွားရင်ဝက်သားနူးတဲ့အထိဆက်ပြီးတော့ပြုတ်ထားလိုက်ပါမယ်ဝတ်သားပြုတ်တော့မှမီးရှည်ဘက်ကိုရေစိမ်ထားပါမယ်။အကယ်လို့ကိုတုံးနဲ့မီးရှည်ကမာမယ်ဆိုလို့ရှိရင်တော့တညရေချိုစိမ်တော့ပိုကောင်းပါတယ်။ပြီးသွားရင်တခြားပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်ထားပါမယ်။ တရုတ်နိုင်ငံကိုတန့်သွားလို့ရေးနဲ့နှစ်ခေါက်သုံးခေါက်လောက်ဆေးလိုက်ပြီးရတော့ဓာတ်နဲ့ခပ်ပါပါနှိမ့်ထားလိုက်ပါမယ်ကျက်သွန်ပြူတော့မှုရအောင်လို့ကျက်သွန်ပြူဥအသေးကိုအသုံးပြုပါမယ်ကျက်သွန်ပြူတော့အခွန်ခွာတပြားရိုက်ပြီးတော့နှုတ်လုံးဆင်းထားပါမယ်ပြီးသွားရင်တရုတ်နိုင်ငံလှီထားတဲ့အထည်ကိုထည့်လိုက်ပါမယ်စားနှစ်စွန်းလောက်ထည့်ပါမယ်ပြီးသွားရင်ရေနှင်းငယ်ထည့်ပြီးတော့အကုန်နှက်အောင်မှုရထားလိုက်ပါမယ် သားပြုတ်ထားတာလည်းနိုင်ဝက်လောက်ရှိပြီးတော့ဝသားကြက်လောက်ပြီးဖြစ်တဲ့အတွက်မပြုတ်ရည်လေးအနည်းငယ်ဝါထည့်လိုက်ပါမယ်။ပြီးသွားရင်အကုန်နှက်အောင်မှုလိုက်ပါမယ်။ဒါဆိုရင်အထမ်းမီးရှိတုပ်တဲ့အခါမှာထည့်ဖို့အတွက်အစာတမျိုးရပါပြီ။ဝတ်သားပြုတ်ထားလေနိုင်ဝက်လောက်ရှိသွားပြီဆိုတော့နူးမနူးကိုခရင်နဲ့တစ်ချက်လေးဆိုင်ချလိုက်ပါလေဝတ်သားတော့နူးပါပြီဒါပေမဲ့ဝတ်အမွှေးလေးရှိနေသေးတဲ့အတွက်ဝတ်အမွှေးဆင်သွားအောင်လို့အခောက်ကိုမီးနဲ့အနေငယ်မြိုက်လိုက်ပါမယ်ပြီးတဲ့အခါကျဓာတ်နဲ့ချစ်ထုတ်လိုက်ပြီးရင်အခောက်တန်တန်လေးရသွားပြီဖြစ်ပါတယ် မသားတုံးလေးတွေအီးသွားပြီဆိုရင်တော့အခောက်ကိုလွှာလိုက်ပါမယ်။လွှာပြီးသွားတဲ့အခောက်တွေကိုခပ်ပါပါလှီထားလိုက်ပါမယ်။နောက်ပြီးဝက်ရဲ့အသားတွေကိုထွင်ထားလိုက်ပါမယ်။စီသားရောနေတဲ့အပိုင်းမျိုးတော့ခပ်ပါပါလေးလှီထားလိုက်ပါမယ်။ဒါဆိုရင်အခောက်ရဲ့အသားရဲ့ဝက်သားဘက်လေးတွေရောက်ယူပဲဖြစ်ပါတယ်။အခုကကော်ရီကြိုးပါမယ်။ကော်မုတ်ကိုထမင်းစားစွန်းနဲ့နှစ်စွန်းထည့်ပါမယ်။ ဆန်အစိမ့်မုံကိုလည်းထမင်းစားစုံနဲ့နှစ်စုံထည့်ပါမယ်။ကော်မုံနဲ့ဆန်မုံဇာတူအချိုးဖြစ်ပါတယ်။ပြီးတော့ရေဆန်ချိန်ခွက်တစ်ခွက်ထည့်ပြီးတော့ဖြော်ထားပါမယ်။အခုကော်ရီကြိုဖို့အတွက်အိုးတဲ့ကိုရေကိုရေတန်ဖူးတစ်ဝက်စာထည့်လိုက်ပါမယ်။ရေစုလာပြီဆိုရင်တော့ဖြော်ထားတဲ့ကော်ရီကိုထည့်ပြီးတော့ပစ်လာတဲ့အထိကြိုပေးရပါမယ်။ကျိုနေနဲ့ကော်ရီကတဖြည်းဖြည်းပြစ်လာမှာပဲဖြစ်ပါတယ် ကော်ရီပေါ်ပွက်ဆူပြီးလို့ခက်ပြပြနေထားလေးရောက်ပြီဆိုရင်တော့မီးဝဝါနေချလို့ရပါပြီ။အခုချလိုက်တဲ့အချိန်မှာအနေငယ်ကျင်းနေသေးပေမဲ့အီးသွားရင်ကော်ရီကပိုပြစ်သွားမှာဖြစ်ပါတယ်။ပြီးသွားရင်ဗကန်တစ်လုံးနဲ့ကိုထည့်ထားလိုက်ပါမယ်။ဗကန်ထဲမှာအီးသွားတဲ့အခါကျတော့ကော်ရီကအခုလိုခက်ပြပြနေထားလေးရသွားမှာဖြစ်ပါတယ်။စီနီချက်ပါမယ်။အိုးတဲ့ကိုစီထည့်ပြီးတော့အပူပေးလိုက်ပါမယ်။စီအနေငယ်ပူလာပြီဆိုရင်တော့ဟင်းချက်ငယုတ်ဒီအစိမ့်မို့ကိုနှစ်စွန်းလောက်ထည့်လိုက်ပါမယ်။ငယုတ်ဒီခွဲချင်းကိုလည်းနှစ်စွန်းလောက်ထည့်ပါမယ်။ပြီးသွားရင်အနေငယ်မှွေပြီးတော့ နေုပ်ကြီးအနဲ့လေးမှု့လာတဲ့အထီးစီတက်ပေးပါမယ်။စီတက်တဲ့အခါမှာမီးရှိန်အရင်များလို့မရပါဘူး။မီးရှိန်အရင်များရင်နေုပ်ကြီးတွေတူးသွားမှာပဲဖြစ်ပါတယ်။နေုပ်ကြီးအနဲ့လေးမှု့လာပြီဆိုရင်တော့ပကံတစ်ခုတည်းကိုထည့်ထားလိုက်ပါမယ်။ဒါဆိုရင်စီနီယာရပါပြီ။ပဲငပိချက်ပါမယ်။အထမ်းမီးရှိန်မှာတုံးတဲ့ပဲငပိရတော့ပဲငပိအငယ်မှာအိမ်မှာတော့ရွှေပြားပဲငပိအချိုပဲရှိတဲ့အတွက်အချိုပဲတုံးလိုက်ပါတယ်။ပထမဆုံးပဲငပိတွေကိုကြည်သွားအောင်လို့ခြေပေးလိုက်ပါမယ်။ ခြေပြီးသွားပြီဆိုရင်တော့ပဲငပီကိုအရသာလေးလေးတောင်လို့ရွှေပြားပဲငပီရဲ့အကြီးကိုထည့်လိုက်ပါမယ်။ရေနေငယ်ထည့်ပါမယ်။ပြီးသွားရင်တမအောင်မှွေလိုက်ပြီးတော့မီးဖို့ပေါ်မှာစူသွားတဲ့အထိကြိုပေးလိုက်ပါမယ်။ကြိုနေနဲ့ပဲငပီကရေဆက်ဆက်လေးကျန်တဲ့အနေထားရပါပြီဆိုရင်တော့ရပါပြီ။ ကူဂျုံကျော်လုပ်ပါမယ်။မုံနှိဆက်ဖို့အတွက်ဆန်အစိမ့်မုံကိုထမင်းစားစုံနဲ့နှက်စုံထည့်ပါမယ်။အထွေထွေသုံးဂျုံကိုထမင်းစားစုံနဲ့နှက်စုံထည့်ပါမယ်။မုတ်ဖုတ်စော်ရနေငယ်ထည့်ပါမယ်။စားနေငယ်ထည့်ပါမယ်။ရီကိုထမင်းစားစုံနဲ့လေးစုံခွဲထည့်ပါမယ်။ရီကိုတော့တခါလေးတဲမထည့်ပါဘူး။ထည့်လိုက်၊မှွေလိုက်လို့ရင်လည်းကို့မုတ်သားပေါ်မူတည်ပြီးတော့လူတို့ပို့လျှော့ထည့်ပြရမှာဖြစ်ပါတယ်။ဒီအချိုးမှာတော့ရီကလေးစုံခွဲလောက်ထည့်ပြီးတဲ့အချိန်မှာအဆင်ပြေပြေလေးဖြစ်သွားပါတယ်။ နေနေနဲ့မုတ်သားအခုလိုမျိုးခက်ဆေးဆေးခက်ပြစ်ပြစ်အနေထားလေးရပြီဆိုရင်တော့အဆင်ပြေပါပြီ။ဂျုံကျော်ဖို့အတွက်အိုးတဲ့ကိုစီထည့်ပြီးတော့အပူပေးလိုက်ပါမယ်။စီပူလာပြီဆိုရင်တော့ဂျုံခက်သေးသေးအရွယ်လေးလှုပ်ပြီးတော့ကြော်ပြပါမယ်။ကြော်တဲ့ဂျုံအရွယ်စားသေးလေးဂျုံကျော်ကပို့ပြီးတော့ကျွတ်လေးပဲဖြစ်ပါလေ။ဂျုံလုံးလေးတွေကိုစီထဲမှာရွှေညိုရောင်တန်းလာတဲ့အထိခိုးဘက်ဒီပဲလှန်လှန်ပြီးတော့ကြော်ပြရပါမယ်။ ုလိုမျိုးနှစ်ဖက်စလုံးရွှေညွံ့အောင်တန်းလာပြီဆိုရင်တော့ဆေးပြီးတော့စီစစ်ထားလိုက်ပါမယ်စီစစ်သွားပြီဆိုရင်တော့ဂျုံကြော်လေးတွေကိုညှက်ပြီးတော့နောက်တစ်ခေါက်ထည့်ကြော်ပါမယ် ပထမတစ်ခေါက်ကြော်တဲ့အချိန်မှာအပြင်သားကကျွပေမဲ့အတွင်းသားကတော့မကျွပါဘူး။အဲဒါကြောင့်အတွင်းနဲ့အထိပါအကုန်လုံးကျွအောင်လို့ညှက်ပြီးတော့ဒုတိယတစ်ခေါက်ထပ်ကြော်ရမယ်ဖြစ်ပါတယ်။ဒုတိယတစ်ခေါက်ကတော့အကြာကြီးကြော်စရာမလိုတော့ပါဘူး။စီကိုပူနေအောင်ပူပေးလိုက်ပြီးတော့စီပူလာပြီဆိုရင်ညှက်ထားတဲ့ဂျုံလေးတွေကိုထည့်ပြီးတော့ကြော်လိုက်ပါမယ်။အရောင်လေးရှင်းသွားပြီဆိုတာနဲ့ချက်ချင်းပြန်ဆယ်ပြီးတော့စီစစ်ထားလိုက်ပါမယ်။ဒါဆိုရင်အထမ်းမရှိတဲ့ထည့်ဖို့ဂျုံကြော်လေးရပါပြီ။အခုပဲပင်ပေါက်ကိုရေးဆေးပြီးတော့ပြုတ်ပါမယ်။ပဲပင်ပေါက်ပြုတ်ဖို့အတွက်ရေမျိုးတည်လိုက်ပါမယ်။ ရင်နွေးစုလာပြီဆိုရင်တော့ပဲဝင်ပေါက်ကိုထည့်ပြီးတော့ရင်နွေးဖျောယုံအနေနဲ့စက္ကန့်30လောက်ပဲပြုတ်ပေးပါမယ်။ပြီးသွားရင်ပြန်ဆယ်ပြီးတော့ရည်စစ်ထားလိုက်ပါမယ်။ဒါဆိုရင်အထမ်းမီးရှိတဲ့ကိုထည့်ဖို့အတွက်လိုတဲ့ပါဝင်ပစ္စည်းတွေအကုန်လုံးပြင်ဆင်ပြီးသွားပြီပဲဖြစ်ပါတယ်။ဝယ်ရိုးပြုတ်ရည်တေထားလည်းတော်တော်လေးကြာသွားပြီဖြစ်တဲ့အတွက်ရတာအပေါ်ငံတစ်ချက်မြင်ကြည့်လိုက်ပါမယ်။လိုတဲ့အရာသာပြင်လိုက်ပြီဆိုရင်တော့ဝယ်ရိုးပြုတ်ရည်ကအဆင်ပြေဖြစ်ပါပြီ။ခုရေစိမ်ထားတဲ့မီးရှိဘက်တွေကိုတပွဲစာအရင်ပြုတ်လိုက်ပါမယ်။ ပြီးသွားရင် ပြန်ဆေးပြီးတော့ရေစစ်လိုက်ပါမယ်။ရေထဲကဆေးပြီးသွားရင်တော့မီးရှိဘက်ထဲကိုအရသာဝင်အောင်လို့ဝက်ရိုးပြုတ်ရည်ထဲမှာအနည်းငယ်နှိပ်ပြီးတော့စိမ့်ပေးလိုက်ပါမယ်။ပြီးသွားရင်တော့ကိုစားမယ့်ပကံတွေကိုမီးရှိဘက်ကိုထည့်လိုက်ပါမယ်။ခုပွဲပြေးပါမယ်။ပြုတ်ထားတဲ့ပဲပင်ပေါက်ထည့်ပါမယ်။ကော်ကြိုထားတာထည့်ပါမယ်။မထည့်ခင်ကော်ရီကိုအနည်းငယ်ပြန်ပြီးတော့မှွေပေးလိုက်ပါမယ်။စီနီထည့်ပါမယ်။တဲ့တို့မျိုးနဲ့တရုံနဲ့နဲ့ဖြော်ထားတာကိုထည့်လိုက်ပါမယ်။ ဝတ်သားထည့်ပါမယ်။အိမ်မှာလှူစားတာဖြစ်တဲ့အတွက်ဝတ်သားကိုတော့အိုးစိတ်ကြိုက်ခမ်းများများလေးထည့်လိုက်ပါလေ။ဒီနေရာမှာဝတ်သားစာဝတ်ကလေးစာကြိုက်တယ်ဆိုရင်လည်းဝတ်ကလေးစာထည့်လို့ရပါတယ်။ဘင်းကပီထည့်ပါမယ်။ဂျုံကျော်ထည့်ပါမယ်။ဒါဆိုရင်တော့ပွဲပြင်ဆင်တာပြီးပါပြီ။ဦးညင်းစိတ်ကြီးကလည်းအထမ်းမီးရှင်နဲ့လိုက်တာမို့လို့ဦးညင်းစိတ်ကြီးလေးပါရှိတယ်ဆိုရင်ထည့်စားပါမယ်။နှီးရီတို့ကဝရိုးပြုတ်ကြီးတည်ထားတာကိုခတ်လိုက်ပါမယ်။ပြီးရင်မှုေးသွားအောင်လို့တရုတ်နိုင်ငံနဲ့ကြက်သွင်ပြီးဖြော်ထားတာကိုတစ်စုံလောက်ထည့်လိုက်ပါလေ။ဂျုံကျော်လေးခြေပြီးတော့ထည့်ပေးလိုက်ပါမယ်။ ဒါဆိုရင်ဟင်းရည်လည်းရပါပြီ။ကဲအခုဆိုရင်တော့ဆိုင်းနီယာအတိုင်းလုံးဝကိုအရသာရှိပြီးတော့ပြီးပြည့်စုံတဲ့အိမ်လုံးထမ်းမီးရှိတဲ့ဘွဲကိုရယူပေးဖြစ်ပါတယ်။မီးရှိကိုဘာလို့အထမ်းမီးရှိလို့ခေါ်လဲဆိုရင်အရင်တော့အထမ်းလေးနဲ့ရောင်းချလိုပဲဖြစ်ပါတယ်။မီးရှိကတကယ်တော့တရုတ်အစားအစာပါ။တရုတ်လိုမီးရှံလို့ခေါ်ပါတယ်။ကြာလာတဲ့အခါမှာတော့မီးရှိဖြစ်သွားတာပါ။မီးရှိမှာမန္တလေးမီးရှိနဲ့တိုင်းရင်းသားမီးရှိဆိုပြီးရှိတဲ့အထက်မှာ တိုင်းဒေသမီးရှည်ရတော့ဒေသပေါ်မူတည်ပြီးတော့ပောင်ရင်ပစ္စည်းတွေတမျိုးနဲ့တမျိုးကွဲပြားကြပါတယ်အခုလောက်ပြသွားတာကတော့မန္တလေးအထက်မီးရှည်ကိုအိမ်မှာလုံလေကူကူလိုက်လှုပ်စားနိုင်အောင်လို့အလွယ်ဆုံးလုပ်ပြသွားတာပဲဖြစ်ပါတယ်ဒါဆိုရင်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကိုယ်တိုင်အိမ်မှာမီးရှည်ကိုလုံလေကူကူလိုက်လှုပ်စားနိုင်ပြီလို့ယူဆပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်အခုလိုမျိုးအရသာရှိတဲ့ဟင်းချန်ဒီမုတ်လုံးတွေကိုအပတ်စဉ်တနင်္လာပုတ်တခုနဲ့စနေနေ့ညနေ9:00တိုင်းမှာတင်ဆက်ပေးတော့မှာမဟုတ်လို့ channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါအောင်နော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် bye bye